င်ငံကြောင်းကနေပြန်ရောက်နေတာရက်ပိုင်းပဲရှိသေးတယ်တရုတ်ဆောင်ဆိုးမြက်နန္နာကော်ရိုဂျမအီချီနီဆိုးရွားစွာရုတ်တရက်ဖြစ်ပေါ်လာခဲ့ရတဲ့ကြောင့်အရေးပေါ်စည်းရုံတက်ရောက်ပြီးခွဲစိတ်မှုများပြုလုပ်လိုက်ရပြီး6လတက်တန်းတာဆက်လက်နေထိုင်ရတော့မယ်ဆိုတဲ့သတင်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါတူပီ channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ် မြန်မာနိုင်ငံသားနိုင်ငံကျော်တရုတ်ဆောင်လူဖြစ်တဲ့ဇူမြန်နန္ဒာဆိုရနဲ့ဗြိတိတ်အတော်များများကမတိတဲ့လူမရှိတဲ့တရုတ်ဆောင်တယောက်လေးဖြစ်ပါတယ်ဇူမြန်နန္ဒာဟာပထမအိမ်တော်ဖြစ်တဲ့အဆူရောဖြိုးကြီးနဲ့တားဖြစ်သူမြတ်တော်မောင်ခလေးဘွားတဲကကွာရှင်းပြည့်စဲခဲ့တာလေးဖြစ်ပါတယ်မိသားစုဘွားကိုတားမိနှစ်ယောက်တာရုံးကန်နေထိုင်ခဲ့တူတူလေးဖြစ်ပါတယ်လုံခဲ့တဲ့နှစ်ပိုင်းတွင်မှာတရုတ်ဆောင်ဆိုးတူတဲ့နောက်အိမ်အောင်ပြုတ်ခဲ့ပြီးနှစ်အတော်ကြာအမှုပညာအလုပ်များကိုလည်းရန်နာခဲ့တူတူလည်းဖြစ်ပါရယ် ဆိုရဲအနန္တဟာယခုနှစ်ပိုင်းမှာကျမ်းမာရေးအခြေအနေညံ့နေခဲ့တာဒီကြောင့်လင်ကောမရပါဖုံးကြီးဝတ်တီလာရှင်ဝတ်တာဒီလောက်ခဲ့တာကိုလည်းပြိတက်တွေအားလုံးကသိရှိပြီးသားဖြစ်မှာပါတို့ပေမဲ့လည်းဘလို့မှအလွန်ဆန်မြရတဲ့ကျမ်းမာရေးအခြေအနေကြောင့်အရေးပေါ်စေယုံတက်ရောက်ပြီးခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပေမဲ့လည်းနောက်ထပ်6လတာလူပွားကြီးမှနေထိုင်ရတော့မယ်ဆိုတဲ့စိန်ကောင်းစရာတည်တင်းလေးကိုပရိသတ်တွေကိုတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါရဲ့